1389ခုနှစ်အတွက်တနင်္ဂနွေသားသမီးများအတွက်ကံကြမ္မာကိုဟောကြားပေးမှာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာ1389ခုနှစ်ခုနှစ်အတွက်ရွှေညာမြေချန်နယ်မှာဧရင်လက္ခဏာပညာဥတည်သည့်ဆရာဦးမြတ်ဆံမှာ နှုတ်ခွန်းဆက်တာပါတယ်1389ခုနှစ်အတွက်တနင်္ဂနွေသားသမီးများအတွက်ကန့်ကြမ္မာကိုဟောကြားပေးမှာဖြစ်ပါတယ်ခင်ဗျာ1389ခုနှစ်တနင်္ဂနွေသားသမီးများဟာတော့အင်္ဂါအိမ်မှာကြာတာဖြစ်တဲ့အတွက်အင်္ဂါဆိုတာကပျက်စီးခြင်းသဘောမတည်ငြိမ်တဲ့သဘောလှုပ်ရှားတဲ့သဘောကိုကြာတာဖြစ်တဲ့အတွက်1389ခုနှစ်မှာတော့တနင်္ဂနွေသားသမီးများ အကြံစီတွေကြီးကြီးမားမားကြံစီထားတယ်ဆိုလို့ရှိရင်အကြံစီတွေကိုနည်းနည်းပဲလှုပ်ပါတားအီးအင်းနဲ့အားနဲ့မလှုပ်ပါနဲ့နောက်တစ်ခုကမိသားစုနဲ့လှုပ်တဲ့လုပ်ငန်းတွေမှာအထူးတတိထားပါအိမ်တွင်ရေးအိမ်အောင်ရေးတွေပြပြရတဲ့နှစ်ပါခင်ဗျတော့ဒါကြောင့်မလို့1389ခုနှစ်ကတနင်္ဂနွေတီရင်ကအိမ်ပါကြာစီဖြစ်တဲ့အတွက်တနင်္ဂနွေနံပစ္စည်းများတနင်္ဂနွေသားသမီးများ တနင်္ဂနွေနေ့အုပ်စုအဖွဲ့အစည်းများပျက်စီးခြင်းတွေဖြစ်စေတတ်ပါတယ်။ဒါကြောင့်မလို့မိသားစုနဲ့ပတ်သက်တဲ့လုပ်ငန်းတွေရွှေမျိုးမွေးခြင်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာအစုဆက်ရှယ်ယာလုပ်ငန်းတွေမလုပ်ပါနဲ့ခင်ဗျ။နောက်အတင်းအဖွဲ့နဲ့လုပ်တဲ့လုပ်ငန်းတွေမှာလည်းအကျိုးမပြုပါဘူး။နောက်မိဘမောင်ဘွားတာသမီများအိမ်တော်ဘက်တို့ရဲ့ချစ်ခင်ယူရမှုလည်းမကန့်တတ်ပါဘူးခင်ဗျ။သူများစုအတွက် မိမမိမိက နေရတကမှာအတင်းနာခံကိုကျိုးစွန့်ပြီးတော့လောက်ကန်ပြေးပြမယ်လို့အကျိုးမရတတ်ပါဘူး။နောက်ဆရာတပည့်မွေးလို့လည်းမရပါဘူးခင်ဗျ။မိတ်ဆွေအပေါင်းအသင်းများဖြစ်ပါကလည်းမိတ်အပေါင်းအသင်းကြောင့်ဒုက္ခရောက်စီတတ်ပါတယ်။နောက်ညာညာတွဲအလွန်ကောင်းပြီးဆက်မှုလက်မှုလုပ်ငန်းများလုပ်မယ်ဆိုလို့ရှိရင်လေလုပ်ငန်းအနေနဲ့ပတ်သက်လာလို့ရှိရင်အကြံဉာဏ်ပြတ်တတ်ပါတယ်ခင်ဗျ။နော်ဒါပေမဲ့ အတိတ်ကရှိရင်တော့ထီစုကြီးတွေလည်းပေါက်စီတတ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျတော့ကိုယ့်ရဲ့ကံတရားကကံတရားညံများလို့မရပါဘူးခင်ဗျ။ကံကောင်းရင်လည်းတစ်ချက်ပါပဲခင်ဗျ။ဟောဒါကြောင့်မလို့ဘလောက်ကြီးပဲကံနေမကောင်းတယ်ပဲပြောပြောအတိတ်ကံလေးကရှိသေးတာဖြစ်တဲ့အတွက်အတိတ်ကံလေးတော့နည်းနည်းလေးရှိသေးတာပေါ့လေ။ဒါကြောင့်မလို့1380ခုနှစ်ကောသာမှာစည်ရင်းစေတနာရင်းနဲ့ဘလောက်ပဲလှုပ်ဝေးပြီး မနာလိုတဲ့လူတွေလည်းပေါ်စီတတ်ပါတယ်နောက်တစ်ခုက1389ခုနှစ်မှာဟာဇူလာတို့တဘိုးတွေလာတို့အဲ့ဒီလာတွေမှာအရေးကြီးတဲ့စီးပွားရေးလုပ်ငန်းတွေလုပ်တော့မယ်စတင်လုပ်မယ်ဆိုရင်ပျက်စီးခြင်းတွေကြုံစီတတ်ပါတယ်နောက်နယုံလာတို့အရင်းကျွတ်လာတို့မှာအရေးကြီးတဲ့စီးပွားရေးလုပ်ငန်းတွေလုပ်ရင်တော့အောင်မြင်စီတတ်ပါတယ်ခင်ဗျနောက်တစ်ခုကရွှေတို့အဝါရောင်တို့အဲ့လိုမျိုး ဗုဒ္ဓဘုန်းနဲ့နေကိုဝစ်စင်ပြီးအသုံးပြုမယ်ဆိုလို့ရှိရင်ကံတရားတွေမင်းမင်စီတတ်ပါတယ်။နောက်နီလာတို့ကြောက်တို့အနဲ့ရောင်အရောင်ရင်းတဲ့ဟာတွေဝစ်စင်ပြီးအသုံးပြုမယ်ဆိုရင်ကံစာတာတွေပွင့်လန်းတိုးတက်စီတတ်ပါတယ်ခင်ဗျ။ကျမ်းမာရေးနဲ့ပတ်သက်လို့ရှိလို့ရှိရင်လေလေကောင်းယောဂါတို့လေယောဂါတို့အစာရင်ယောဂါတို့ဝမ်းပိုက်နဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်စီတတ်ပါတယ်ခင်ဗျ။နောက်အရေပြားနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်စီတတ်ပါတယ်။အခက်မသိရင် ခွဲစိတ်ကုသမှုတွေလည်းခံရစီတတ်ပါလေခင်ဗျာ1389ခုနှစ်မှာတော့အကောင်းဆုံးအကြံဉာဏ်ပြုစီကျင်တာကတော့ကိုဒူးကိုချွန်ပြီးတော့ကိုအားကိုကိုပြီးတော့ဟိုလို့တလောက်ရမယ်နစ်လို့ခေါ်ပါတယ်ခင်ဗျာဒီနစ်ကတော့စိတ်လဲပန်းမယ်လူလဲပန်းမယ်စိတ်ပင်မဲ့လူပင်မဲ့ဖြစ်ပြီးလို့တလောက်အကျိုးမရှိတဲ့နစ်ဖြစ်တာဖြစ်တဲ့အတွက်တချို့ကိစ္စတွေမှာဆိုရင်တာကြီးရင်းနှီးမှုတွေမလုပ်ပါနဲ့လို့အကြံဉာဏ်ပြုကျင်ပါတယ် နော်1389ခုနှစ်ကောသာအလူရဒီနှစ်မှာတော့ဟေငါတို့တော့ရှိတာလေးတွေနဲ့ရင်းနေပြီးလှုပ်လိုက်မယ်ဆိုရင်တော့ဒီနှစ်ကတော့ပြည့်စည်ခြင်းတွေဂျုံစီတတ်ပါတယ်အကြောင်းမလို့တနင်္ဂနွေသားသမီးများတနင်္ဂနွေနေ့ပြည့်စည်များပြည့်စည်ခြင်းတွေဂျုံစီတတ်တာဖြစ်တဲ့အတွက်ဘိုးကောင်အိမ်ကောင်ဗိမာန်ကောင်ကြီးကြီးမားမားစောင့်မယ်လို့စိတ်ကူးထားလို့ရှိရင်လေကိုယ့်ရဲ့အကြံစီတွေကိုလျှော့လိုက်ပါနော်အကြောင်းမလို့ ပေါင်389ခုနှစ်ကောသာမှာတော့ဒီနေ့ရဲ့ကောသာမှာဟောပြောထားတာလေးတွေကိုနားမလည်ဘူးမရှင်းဘူးပြန်လဲမေးကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရွှေကြာမြေ channel မှာတစ်ဆင့်ဆရာကြီးဦးမြတ်ဆန်ကိုဖုန်းဆက်ပြီးတော့နေမြန်လို့ရပါတယ်ဟုတ်ကဲ့မိမိတို့ရဲ့အကြံကောင်းဉာဏ်ကောင်းလေးတွေလိုချင်တယ်ကံတမာလေးတွေသိချင်တယ်ဆိုရင်ရွှေညာမြေ channel မှာတစ်ဆင့်ဆရာကြီးဦးမြတ်ဆန်စီကိုဖုန်းဆက်ပြီးတော့ ရင်းမြန်းလို့ရပါဆိုတဲ့အကြောင်းတရင်ကောင်းပါလိုက်ပါတယ်ခင်ဗျာခொနီရသားသမီးအားလုံးကြက်ကြီးသုံးပါးမှာကင်းဝေးပြီးအေးပြာတွေဝေးကွာကြပါစေခင်ဗျာ